တစ်ခါတလေလူတိုင်းဘဝမှာပတ်ဆိုင်ရှာဖို့အတွက်ခ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 ဲရောက်ခဲ့ရတဲ့အခြေအနေရှိပါတယ်။အဲ့ဒါပြီးရင်အဲ့ပတ်ဆက်ကိုပိုပြီးဘွားအောင်ဘယ်လိုထိနေရမလဲဆိုတာခက်ခဲတဲ့အစ်စ်ရောက်လာလေးရှိပါတယ်။အဲ့ဒီအစ်စ်မှာဒီထက်ချမ်းသာတော့မလားဒီထက်နေကြတော့မလားဆိုတာတော့ကိုယ့်ရဲ့ပတ်ဆက်ထိနေနေပေါ့မှတ်ပြီးပါတယ်။ဒီနေ့မှာတော့ အရေးကြီးတဲ့လူဟန်တိထားတဲ့ပတ်စံထိန်းလေးနည်းငားကြိုက်အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ဒီချက်တွေမှတ်ထားဖို့တလက်ထဲစုငွေ၅သိန်းပဲရှိရှိ၃သိန်းပဲရှိရှိကိစ္စမရှိပါဘူးဒါကြောင့်မို့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်တော့နော် နံပါတ်1ပတ်သက်ရှိရဆိုရင်တော့စိတ်ချရတဲ့ health insurance တော့မဖြစ်မနေယူထားလိုက်ပါဥပမာသင်ကတခြားရိုးတကယ်နေတဲ့ဘဏ်မှာပတ်သက်ဆူတာလည်းရှိတယ်ငွေငွေကောင်းတယ်အိမ်မှာလည်းအသက်ကြီးတဲ့အမေအဖေလည်းရှိတယ်ဆိုရင်တော့စိတ်ချရတဲ့ health insurance ယူထားသင့်ပါတယ်နံပါတ်2ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အကျင့်တစ်ခုလုပ်ထားပါ တနေ့တာကုန်ကြစေးတို့သာသလားဘာတွေသုံးပြီးဘာတွေကုန်လဲဆိုတာတစ်ခါလောက်အင်းစဲရှိဒါမှမဟုတ်ဖုန်း app တွေနဲ့ထပ်တခုလားအမှန်တော့အဲ့လိုစစ်ဆေးတဲ့အချက်တခုရှိမှဆိုရင်ဘယ်ဟာကအပေါင်းမွေနဲ့ကုန်ကြစေးဘယ်ဘိုင်းကမွေငွေထိခိုက်နေလဲဆိုတာအဆရှိရတွေကိုကိုယ်တိုင်နေရပြီကိုယ်စိတ်ကလည်းမတိမတာပတ်သက်ကုန်စင်မဲ့အရာတွေကိုချက်လာပါပါနံပါတ်3 channel ပေါ်အနည်းဆောက်ကြည့်ပြီးငွေငွေမရအောင်စူးစမ်းပါဥပမာ Disneyland က1955မှာ California မှာမြေဝယ်ပြီးသင်ပတ်ဖွင့်ဖို့စူးစမ်းခဲ့ပါတယ်အဲဒီကနေစီဝါရေးဒီထက်ပိုလည်းပတ်ဖို့အကြံထုတ်ခဲ့ကြတာပဲဖြစ်ပါတယ်ထင်တာအထက် Disneyland သင်ပတ်ကလူတွေအယုံဆိုင်ပြီးလူတွေကြီးကြီးတို့ကစီဝါဖြစ်သွားခဲ့ပါတယ်ဒါကြောင့် movie တွေကပတ်ဆက်ရခဲ့တယ်လို့ခုလို business ကလည်းငွေငွေ ရသွားခဲ့ပါတယ်ပြိသက်တို့ကလည်းအလုံးမအမြဲ creative ဖြစ်ဖြစ်ဝင်ဝင်များအောင်လာလာဆိုလဲသိုးလာအောင်သုသတ်တက်ပါတယ်နံပါတ်၄ investment ကိုချက်ထွက်ပါသင်ဟာဝင်ငွေရဲ့တပိုင်းစားကို investment လုပ်လို့ရှိသူဆိုရင်တစ်ခုတည်းကိုပဲ investment မလုပ်ပဲရွှေလားငွေနေရလား stock market လား crypto လားသက်ဆိုင်ရာနယ်ပယ်တွေမှာညှပ်ပြီး investment လုပ်တင်ပါတယ် ဒါမှတစ်ခုခုကတောင်းဖြစ်ခဲ့ရင်တော့ now investment တစ်ခုကဖိပေးနေမှာပါနံပါတ်5နောက်ဆုံးအနေနဲ့တင်မျိုးဆက်တွေကိုလည်းကြက်လန်းညွန်ဖို့မမေ့ပါနဲ့เนาะဘာလို့လဲဆိုတော့ကိုဘွားတစ်ချက်လုံးမှာခဲ့တဲ့ပတ်သက်ထိန်းသိမ်းလေးတွေကိုသူတို့လည်းမမှားအောင်ကိုထိန်းသိမ်းသားသမီးကလည်းနောက်မျိုးဆက်ပါမကုံသွားအောင်ကြက်လန်းညွန်ပြီးသွားတင်ပါတယ်ကျွန်တော်ကတော့ဂျူနီယာပါဒါလို့ဆိုရင်ပတ်သက်ထိန်းသိမ်းနိုင်မဲ့နေလန့်တွေ သိသွားကြမယ်ထင်ပါတယ်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ MMA တစ်ဖိုင်ကိုလည်း subscribe လုပ်ပေးဖို့မမေ့နဲ့ဘူးเนาะ